ားလုံးမင်္ဂလာပါဓမ္မကုတု channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပြီးမှာတော့စာရေးဆရာမနာပတာဤအရှင်ဝိစိတ်တဧတာထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်ဇက်တိန်ပိုင်းငကိုစိတ်ထားအပိုစိတ်မထားနဲ့အပိုစိတ်ထားရင်အလိုသိမ့်များနေလိမ့်မယ်တဲ့ဟုတ်တယ်စိတ်ဟာ သူ့နှုတ်ကိုစိတ်ကလေးကပါရောင်းမှမရှိဘူးအဲ့ဒီအပိုစိတ်တွေကြောင့်အယောင်တွေပြောင်းကုန်တော့တာမကောင်းတဲ့အယောင်စိုးခံရတဲ့စိတ်ဟာညှဉ်းနှံသွားတတ်ပြီးစိတ်ညစ်တာတို့စိတ်ဆိုးတာတို့စိတ်ပုတ်တာတို့အလိုရမက်ကြီးတာတို့စသဖြင့်အယောင်တွေပြောင်းကုန်တော့တာစိတ်ကိုအယောင်ပြောင်းအောင်လုပ်တာ တခြားသူက လုပ်တာမဟုတ်ဘူးကိလေသာတွေကပဲလုပ်တာအထူးသဖြင့်လောဘဒေါသမောဟဆိုတဲ့အကုသို့အကြောင်းတရားတွေက ပြောင်းသွားစေတာပါ လောဘနဲ့တွေ့ရတဲ့စိတ်ကလောဘအယောင်ပြောင်းသွားတယ်။ဒေါသနဲ့တွေ့ရင်ဒေါသအယောင်ပြောင်းသွားတယ်။မောဟနဲ့တွေ့ရင် မောဟအယောင်ပြောင်းသွားတယ်။ငကိုစိတ်မထားနိုင်ပေ။အပိုစိတ်များသွားရင်အလိုတိတ်များသွားတတ်တယ်။အလိုများရင်အလိုမချမှုတွေလည်းများလာမှာပဲ။လိုချင်မှုနဲ့အလိုမချမှုကတွဲပါနေတော့တာ။မလိုချင်တဲ့သူအတွက်အလိုမချဖြစ်မှုဆိုတာမရှိနိုင်ဘူးပေါ့။လူတွေကိုဒုက္ခပေးတာလေ အတ္တိအပိုစိတ်တွေအကြောင်းပဲစိတ်ပိုစိတ်အိုစိတ်ပုတ်စိတ်ရှုပ်စိတ်ရင်းစိတ်ချင်းစားတဲ့အပိုစိတ်တွေကိုတန်တန်မှဖြစ်လာပြီဆိုရင်အတ္တိစိတ်တွေအကြောင်းပဲနေရထိုင်ရတာအဆင်မပြေကြတော့ဘူးလေဒါကြောင့်အပိုစိတ်တွေကိုတန်တန်မှအဖြစ်မခံပါနဲ့ဖြစ်လာရင်လည်းအကြကြီးလက်ခံမထားနဲ့အယောင်ဆိုးခံရတဲ့စိတ်ဟာငကိုစိတ်မဟုတ်တော့ပဲအပိုစိတ်တွေပြောင်းသွားတတ်တဲ့အတွက်ကိုစိတ်ကိုဆင်ခြင် အပေါ်တွင်မဝင်အောင်တတိလီထားနေထိုင်သွားကြဖို့ပါပဲထောက်ပြတာကိုကြောက်ချတယ်လို့ထင်နေရင်တော့အောက်ကသူတွေကအစမြောက်ကြမြောက်ကြဖြစ်နေမှာပဲလေအချစ်ပြောတာပဲကြားခြင်း အပြစ်ပြောတာမကြားခြင်းရင်တော့အမားပြင်ဖို့လည်းမလွယ်လောက်ဘူးပေါ့အလုံးလုံးတဲ့သူဆိုတာအပြောအဆိုခံရမှာပေါ့ဘာမှမလုပ်တဲ့သူတော့အပြောခံရသေးတာပဲညံ့ညားလို့လေညံ့ညားအပြောခံရလေ ညင်ညင်ရောက်လေညံညံအတိုက်ခံရလေဆိုတော့အပြောခံရတာကိုကြောက်နေလို့မရဘူးပေါ့ပတ်ဝန်းကျင်ရဲ့စကားဆိုတာအလေးမထလို့လည်းမရတလို့ကြားသမျှလိုက်ခံစားနေဖို့လည်းမလိုဘူးလေဘာစကားပဲကြားကြားကိုယ့်ရဲ့လက်ခံနိုင်မှုအပေါ်မှာပဲအကျိုးအဖြစ်က ဖြစ်သွားတာပါပဲဘယ်သူစကားပဲဖြစ်ဖြစ်လိုအပ်ရင်ယူမလိုအပ်ရင်ပုံမနေနဲ့ပေါ့မလိုအပ်တာကိုယူရင်အပိုထပ်ပါတာကအပူပဲဖြစ်နေမှာပေါ့ ရေးကြီးဆုံးကတော့သူများစကားလုံးတွေနဲ့ကိုဘောကလမ်းဆုံးမနေဖို့ပါပဲကိုအကျိုးလိုလားသူရဲ့စကားဟာကျန်းကျင်ကျန်းနေပါစေ လက်ခံနိုင်ရမယ်ကိုအဆိုးလိုလားသူရဲ့စကားဟာရှေ့မှာချိုးနေပေမဲ့နောက်မှာတော့မလိုတာတွေပြည်နေလိမ့်မယ်ဒါကိုလည်းတတိနဲ့ရှင်းစင်ကြင်နိုင်ရမယ်ဒါကြောင့်ကိုကိုပြောလာတဲ့အတန်တွေဟာထောက်ပြလာလားကြောက်ချလာလားဆိုတာစဉ်းစားစင်ကြင်ပြီးထောက်ပြလာရင်လက်ခံ ပြုပြင်နိုင်အောင်ကြိုးစားရမယ်။ကြောက်ချလာရင် ကြော်သွား၊ချော်မသွားဘူးလေအလေးထားရမှာပဲပေါ့။ချုပ်ကြည့်မှုကလူတရားအတွက်အဓိကအကြဆုံးရပါပဲ။အရာရာမှာခွန်အားဖြစ်တာ၊စွမ်းအားဖြစ်တာဒီယုံကြည်မှုကြောင့်ပဲ။ရှုံရင်ကြည်တယ်၊မယုံရင်မကြည်ဘူးဆိုတာအမှန်ပဲ။ရှုံနေရင်ဘာပဲလုပ်လို့ကြည်နေတော့တာမယုံလို့ကတော့ဘာပဲလုပ်လို့မကြည်တော့ဘူး။ဘုဒ္ဓဘာသာတရားအတွက်ယုံကြည်မှုဟာ ောဝါနဲ့ချီပြီးအရေးကြီးတယ်။စာလို့ပြောတော့တတံပေါ့။တတံတရားယုံကြည်မှုအားဆိုတာယတနာ၃ပါးကံကံရဲ့အကျိုးတရားအပေါ်မှာယုံကြည်မှုရှိနေတာမျိုးပါ။တတံရဲ့ဆွမ်းအားကကိုယ်မစားရရင်ညဉ့်နာ၃ပါးအပေါ်မှာတော့အာအင်အပြည့်ပဲ။ယုံကြည်စိတ်နဲ့ဆွမ်းအားကဘာမှမရှိပေမဲ့လေစိတ်ကမမွဲဘူး။ဖျားကိုယုံတော့စိတ်ကလေးကကြည်တယ်။တရားကိုယုံတော့စိတ်ကလေးကကြည်တယ်။တန်ခါကိုယုံတော့ စိတ်ကလေးကကြည်ရဲ့ယုံလို့ကြည်တဲ့ယုံကြည်မှုရဲ့တဘောပဲမယုံလို့ကတော့ဖျားပြစ်မှာဖို့လဲဝင်မလေးဘူးတရားအလေးမထားဖို့လဲဝင်မလေးဘူးတန်ခါဆောက်ကားဖို့လဲဝင်မလေးဘူးတချို့ຢာတွေကယုံတော့ယုံနဲ့စိတ်ကြည်တာမျိုးဖြစ်မလာဘူးအတိညာမပါတဲ့ယုံကြည်မှုမျိုးကတလွဲတွေပေါ့အယုံလုံးမိတတ်ပြီးစိတ်ကိုကြည်မလာတဲ့အပြင် အပူပင်ဖြစ်သွားတတ်တယ်အပူဖြစ်စီတဲ့အယူဆိုတာ မှုတွေပျောက်ပြီးလူကိုမှောက်စေတတ်တယ်။ဂျုံနာနဲ့အမျှကြည်နေမှမှန်ကန်တဲ့တတ်တာဖြစ်စေတယ်။ဆရာနဲ့တကားဆိုတာဆရာကပညာနဲ့မေတ္တာပေါင်းဆက်တကားကပညာနဲ့တတ်တာပေါင်းဆက်နိုင်မှအရာရာမှကောင်းမြတ်နိုင်မှာမဟုတ်လား။ဆိုလိုတာကဘဝဆိုတာယုံကြည်မှုနဲ့ထုစေရတယ်လို့ယုံကြည်မှုဆိုတာကလည်းနားလည်မှုနဲ့တိဆောက်ရတာပဲဖြစ်တဲ့အတွက်လူအချင်းချင်းလည်းနားလည်မှုနဲ့ယုံကြည်မှုကို ရယူဖို့လိုသလိုစရာနဲ့တကလည်းမေတ္တာနဲ့ပညာပေါင်းဆက်ကောင်းမြတ်တဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ကြဖို့ပါပဲကိုထက်တာတဲ့သူဆိုတာကိုထက်ပို့ကြစားကိုထက်ပို့ပေးဆက်ခဲ့လို့ပဲကိုကသူ့ထက်တာခြင်းရင် သူ့ထက်ပို့ကြစားရမယ်သူ့ထက်ပို့ပေးဆက်ရမယ်အရင်မပါဘဲနဲ့အမျက်ဆိုတာရှိမလားအလုံးနဲ့ရင်ရတယ်အချိန်နဲ့ရင်ရတယ်စိတ်ဓာတ်နဲ့ရင်ရတယ် ဆရေနာနဲ့ရင်ရတယ်။ကိုမကြိုးစားလို့ကိုညံ့လို့အဆင်မပြေတာနဲ့သူများအဆင်ပြေနေတဲ့အပေါ်မှာဘာမှမနာလို့ဖြစ်เสียအကြောင်းမရှိဘူး။ကိုကိုကိုပဲဆင်ခြင်နိုင်အောင်ကြိုးစားရမယ်။သူ့လို့ကိုမဖြစ်တာသူ့လောက်ကိုမဖြစ်တာဟာသူ့နဲ့မှမဆိုင်တာကိုနဲ့ပဲဆိုင်တာကိုအလုံးနဲ့ပဲဆိုင်တာကိုအကြောင်းတရားနဲ့ပဲဆိုင်တာပဲမဟုတ်လား။ရှေးဆရာတော်ကြီးများကဆုံးမတော်မူတယ်။ကြီးမြတ်သူဟူသည်များတို့ယူဆသည် မျက်နေရာရှောင်တခင် ခုချက်ချင်းအလင်းမရပါများသူတို့အိတ်နေရာညာခပင်သူမနာအမြင့်ကိုသူမြင်လို့သူအစဉ်နှစတိုးလို့ရဲ့ကြိုးကုတ်လေးသားတဲ့တိတ်ကောင်းတဲ့အဆုံးမပါပဲတကယ်တော့လူတယောက်တော်တယ်တက်တယ်အောင်မြင်တယ်ဆိုတာပဲမကြည့်ရအောင် သူဘလောက်စူးစမ်းခဲ့ရတယ်ဘလို့စူးစမ်းခဲ့ရတယ်ဘလောက်ပေးဆက်ခဲ့ရတယ်စတဲ့အကြောင်းတရားကိုလည်းကြည့်ရမယ်အကောင်းကြောင်းလို့အကျိုးကောင်းနေတဲ့သဘောမှာ ိုဘက်ကတမျိုးဆောင်မသွားဖို့ပဲမဟုတ်လားဒါကြောင့်သူများကိုကြည့်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေဖို့တည်းကိုကိုကိုသာစင်ကျင်နိုင်အောင်ကြိုးစားရမယ်ကိုညံ့လို့ကိုအစင်မပြေတာသူကြောင့်ဆိုပြီးလက်ညှိုးထိုးနေမယ့်အစားကိုအလုတ်ကိုကောင်းအောင်သာကြိုးစားရမယ်စင်ပေါ်ရောက်နေတယ်ဆိုတာအလကားတော့မဟုတ်ဘူးဆိုတာတတိပြုဖို့တော့လိုတာပေါ့ကြက်ငှက်စတဲ့တတ္တဝါလေးတွေတည်တဲ့အခါ ဘေးအိမ်သွားဖို့ရင်အင်းစားရတယ်ဆိုပြီးယေရှုတင်တတ်ကြတယ်လူတွေကောင်သွားပေးကြည့်ပါလားနမိတ်မရှိနှမမရှိမตาကြီးလာဖို့လေဆိုပြီးရိုင်းမထုတ်ရင်ကံကောင်းပေါ့တတဝါတွေရဲ့အသားကြတော့ကြကြခံအောင်ရေခဲတတတယ်တော့ထည့်ထားပြီးအာရပါရစားကြတယ်လူတွေသားကကြတော့ အိမ်ထဲမှာတော့မထားတော့ဘူးအိမ်ပြင်ထုတ်ထားတယ်တုတ်တန်ပို့တာတော့အိမ်ကကားနဲ့မပို့ချင်ဘူးအတုပကားနဲ့ပို့ကြတယ်မသိခင်တော့ အဖြစ်သိနေကြတာတည်တဲ့အခါကျတော့ဝဲဖို့ပဲလုပ်တတ်ကြတယ်လူဆိုတာလည်းတတ္တဝါတစ်မျိုးပါပဲဒါပေမဲ့လူဆိုတဲ့တတ္တဝါဟာတည်သွားရင်ချက်တကောင်မှတ်တကောင်လောက်တော့တန်ဖိုးမရှိတော့ဘူးလူတန်ဖိုးဟာရှင်နေတော့ပဲအဓိကဖြစ်နေတယ်ပေါ့ဒါတောင်မှတန်ဖိုးရှိအောင်နေမှ တန်ဖိုးရှိရရှင်နေပေမဲ့စံကုန်မြေလေးဖြစ်နေတဲ့သူတွေဟာဒုနဲ့ဒီမဟုတ်လားဒါကြောင့်အသက်ရှင်နေတဲ့အချိန်မှာကိုယ်တန်ဖိုး ကိုမြင်ကြဖို့ပါပဲဘဝမှာငွေရှိတိုင်းတန်ဖိုးရှိတာမဟုတ်ဘူးရှားရုမြင်တိုင်းတန်ဖိုးရှိတာမဟုတ်ဘူးဂုံရှိတိုင်းတန်ဖိုးရှိတာမဟုတ်ဘူးအသက်ရှင်နေတဲ့အခါရဲ့တန်ဖိုးဆိုတာဟာအတိရှိမှတန်ဖိုးရှိရင်အကျင့်ကောင်းမှတန်ဖိုးရှိရင်အတိမပါအကျင့်ခွာထားရင်လူတယောက်ရဲ့တန်ဖိုးဟာရှင်နေပေမဲ့တည်သွားတဲ့လူတယောက်လိုပဲဆိုတာတတိပြုဆင်ခြင်ကြရမယ် ကိုထက်မင်းကိုပိုချစ်တယ်ဆိုတဲ့စကားလုံးတွေမှာတိတ်ပြီးအဟုတ်ကြီးဖြစ်မနေနဲ့တိတ်ပြီးခံစားမနေနဲ့လူဆိုတဲ့တတဝါကဘသူ့ကိုဘယ်လောက်ပဲချစ်တယ်ပြောပြောကိုကိုကိုသာအချစ်ဆုံးပဲမင်းကိုပိုချစ်တယ်ဆိုတာလေသူ့အတွက်ပါပဲသူ့အတွက်ကိုကိုချစ်တာပဲလေသူ့ခံစားချက်အတွက်ကိုကိုချစ်တာပဲမဟုတ်လားမြတ်ဗုဒ္ဓကအတ္တတမပိမံနတ္တိတတဝါတွေဟာ ကိုကိုကိုသားအချက်ဆုံးပါတဲ့ပုထုရှင်တွေရဲ့သဘောကအတ္တကိုရှင်းရင်တည်းကိုအတွက်ကိုအရင်စဉ်းစားတယ်ကိုအတွက်ပဲသူများကိုချက်တယ်ကိုအတွက်ပဲသူများကိုမုန်းတယ်ငါလေးမှမပါရရင်လုံတဲ့များအလုပ်တွေကအထာမကြဘူးလို့ထင်တတ်တယ်ဒီကေတော့ကိုကိုကိုအချက်ဆုံးလို့ပြောနေကြတာတွေဟာလည်းလက်တွေ့ပိုင်းမှာတော့ချစ်ရမရောက်ပဲနှိယာရောက်နေတဲ့သဘောတွေရှိနေတတ်တယ်ကိုကိုကိုတကယ်ချစ်တဲ့သူဆိုတာ ကိုဘဝကိုဘဝတန်တရားနှစ်တော့အောင်မလုပ်ရအောင်တကယ်ချင်းအပြစ်ကိုရှောင်ရတယ်မကောင်းမှုကိုရှောင်ရတယ်ကုသိုလ်ကောင်းမှုကိုရသည်မကြိုးစားရတယ်အကျင့်ကို အစစ်မြင့်ပြီးတွေ့တာမှုကိုစွန့်နိုင်ရမယ်တတိကို မလွတ်စေရဘူးဒါမှကိုကိုကိုတကယ်ချစ်ရရောက်တယ်အရေးကြီးဆုံးက အချစ်မှန်ဖို့ပဲသူများကိုဘဝနဲ့ရင်ပြီးချစ်တာတဲ့ကိုကိုကိုဘဝနဲ့ချီပြီးနှိမ့်မသွားဖို့ကြိုးစားရမယ်အချစ်ကိုငယ်ပြီး အနှစ်တွေမဲ့သွားမယ်ဆိုရင်တော့အပြစ်တွေကကိုယ့်ကိုတန်တရားတွေဆွဲချသွားမှာအမှန်ပဲမဟုတ်လားချစ်တော်ချစ်ပါမနစ်ပါစီနေပေါ့လောကမှာတနာချင်ပေမဲ့တနာလို့မရတဲ့တတ္တဝါတွေဆိုတာရှိရဲ့ကဲမပါရင်ဖရားတော်တနာပေးလို့မရဘူးသူလုတ်ခဲ့တဲ့ကောင်းတဲ့တန်ပါမလာရင်တနာလို့ကဲချင်တာတော့ကဲလို့မရဘူးအတိတ်ကဌာနမှာပါမေစရိယအာဂျီလုံးတဲ့သူဟာ စားစရာမရှိလို့တယောက်ယောက်ကသွားကြွေးတာတော့မှအဒီအစားအသောက်သူစီရောက်တော့ပျောက်ပျောက်သွားတာမျိုးအဖြစ်ပြက်တွေဗုဒ္ဓစာပေမှာအများကြီးတွေ့ရတယ်။တနာစရာတော့ကောင်းတယ်။ကယ်လို့မရတဲ့သူတွေလောကမှာအများကြီးကိုကမကယ်ချင်တာမဟုတ်ဘူး။သူ့အတိတ်ကံကိုကသူ့ကိုဖယ်နေတာ။ကံမရှိရင်ပြန်ကြည့်တာတော့မှဆံမရှိတဲ့သူတွေအများကြီး။ဒါကို သူ့ကိုမတနာရကောင်းလားလို့မကြည့်တဲ့သူကို အပြစ်ပြောလို့မရအောင်သူကံကသူ့ကိုပြစ်ထားတာကိုကပြစ်ထားတာမဟုတ်ဘူးဗုဒ္ဓဘာသာရဲ့ကံမနိယာမသဘောအရာတတဝါတွေရဲ့အကောင်စုဆိုတာသူလုပ်တဲ့အလုပ်တွေကပဲပုံဖော်ပြီးသွားတာစေတနာပါတဲ့အလုပ်ရတိုင်းဟာကံမြောက်တယ်ကံမြောက်ရင်အခွင့်ကြုံရင်အတ္တိအကျိုးပေးသူစီရောက်လာမှာပဲမကောင်းတဲ့အလုပ်တွေမှာစေတနာအားခြင်းရင်မကောင်းတဲ့အကျိုးသူစီလာမှာပဲ။ ကောင်းတဲ့အလုပ်တွေမှာစေတနာအားခြင်းရင်ကောင်းတဲ့အကျိုးသက်ရောက်မှုသူ့စီရောက်လာမှာပဲဒါဟာသူ့ဘဝကိုသူ့ကံကဖန်တီးပေးတာပဲဆိုလိုတာကကံတရားတွေရဲ့အထောက်အပံ့ပါမလာရင်ဘလောက်ပဲတနာတနာဘလောက်ပဲဆောက်ရှောက်ဆောက်ရှောက်ရောက်ကိုမရရကိုမရဘူးဆိုတဲ့သဘောပဲဒါကိုကိုယ်ကံမပါလို့ကိုယ်အစ်မပြေတဲ့အပေါ်မှာဘသူဘသူကြောင့်ဆိုတာမျိုးယုံမဲ့မဖွဲ့ဖို့မရှိဘူး ကိုအဆင်မပြေတာကိုအကြောင်းတရားပဲသူအဆင်ပြေနေတာသူအကြောင်းကောင်းခဲ့လို့ပဲဘသူဘသူကိုမှစောင်းဖက်နေဖို့မရှိဘူးကိစ္စတိုင်းမှာအကြောင်းတရားရှိရဆိုတာမမေ့ပါစေနဲ့သူများကကိုပြိုင်ပဲမဟုတ်ဘူးသူတို့ပြောချင်တာပြောခွင့်ရှိရင်လုပ်ချင်တာလုပ်ခွင့်ရှိရင်အဲ့ဒါသူတို့အပိုင်းသူဒီလိုပြောလို့ကိုပြန်ပြောတယ်သူဒီလိုလုပ်လို့ကိုပြန်လုပ်တယ်ဆိုတာသူ့ကို လိုက်ပြိုင်တာပဲ သူလောက်တာသူပြောတာသူကိစ္စပဲအကောင်ဆိုလဲသူ့အတွက်ပဲကိုကလိုက်လို့လိုက်ပြန်ရင်တော့ကို့အကြောင်းဖြစ်သွားပြီကို့အကြောင်းရှိရင်ကို့အကျိုးဆိုတာရှိလာမယ်တည်ရောက်မှုတိုင်းမှာပြန်ပြန်တည်ရောက်မှုဆိုတာရှိနေတာပဲမဟုတ်လားတကယ်တော့ကို့ပြန်ပဲအစ်စ်ကတခြားသူမဟုတ်ဘူးကိုကိုယ်တိုင်ပဲကို့ရဲ့လောက်ရတိုင်းဟာကို့အတွက်တနည်းတခြားတိုးတက်တည်ငြိမ်ရင်းချက်လာအောင် ကို့ကိုယ်ကိုပြုပြင်ပေးနိုင်ရမယ်အသက်တာကြီးလာတယ် အတိကကြီးမလားဟုလောက်ရက်ကဘယံပရာစိတ်နေတဘောရာကအောက်တန်းကျနေသေးတယ်ဆိုရင်ဒါဟာဘဝနေထိုင်မှုကြာရှုံးနေတဲ့သဘောအဓိကကတော့ကိုယ့်ရဲ့စိတ်နေသဘောထားအလို့ရဟာသူများအပေါ်လွမ်းမိုးတက်ရောက်ဖို့ထက် ကိုကိုကို ထိန်ချောင်းပြုပြင်ပေးနိုင်ဖို့ပဲမရင်ချက်သေးတဲ့စိတ်သဘောထားကိုရင်ချက်တည်ငြိမ်လာအောင်အထင်းကော်မရှင်ပြောတတ်တဲ့နှုတ်အပြောကိုလှုပ်ခနဲမပြောမိအောင် စိတ်လိုက်မှန်ပါလုပ်တတ်တဲ့အမှုအကျင့်ကိုစိတ်လွတ်ကိုလို့ဖြစ်မတော့အောင်ကြိုးစားဖို့ပါပဲဒါတတိနဲ့ကလေသာအပြိုင်ပြုရတဲ့ကိုယ့်ကိုယ်ကိုပြိုင်ခြင်းပါပဲဒါကြောင့်ဘသူကပါဝတ်တယ်ပါစားတယ်ဘလို့နေဘလို့စားတယ်စသဖြင့်သူများကိုကြည်ပြီးရုပ်ပိုင်းဆိုင်ရာတွေမှာလိုက်ပြိုင်နေဖို့ထက်ကိုယ့်ကိုယ်ကိုဘလို့နေထိုင်ပြုပြင်ထိန်းကျောင်းနိုင်တယ်ဆိုတဲ့အချက်ကသာအရေးကြီးဆုံးဖြစ်တဲ့အတွက် ကိုကိုတွင်ကိလေသာကို ကိုရဲ့အပမတာတတိတရားနဲ့သာ ထိမ့်ညိနိုင်အောင် အပြန်ပြုကြရမှာဖြစ်ပါတယ်။တုံညဆိုရသူကြီးတသက်ဆိုဘာမှမဟုတ်ပေမဲ့ရှိကဂိင်္ဂနံတစ်ခုခုနဲ့သာ တွဲကြည့်လိုက်။တုံညများလေဂိင်္ဂနံကြီးလေတန်ဘောကြီးလေပဲ။ပုံညကုသိုလ်ဆိုတာလေအသေးအဖွဲလေးဆိုပြီးအထင်မသေးနဲ့။စေတနာကောင်းတဲ့သာတွဲကြည့်လိုက်။ စေတနာအားကြီးလေအကျိုးကြီးလေပဲတစ်ခါတခါဘဝမှာဘာမှမရှိတာကိုကအရှိတရားတစ်ခုပဲတုံညာဟာကိန်းကနေအရာဘာမှမရှိဘူးဒါပေမဲ့တုံညာဆိုတဲ့သမတ်ချက်သင်္ကေတဟာသူ့အတွက်အရှိတရားတစ်ခုပဲဒီသမတ်ချက်ကြောင့်ပဲရှေကကိန်းကနေရှိရင်တုံညာရဲ့တံပိုးကမြင့်တက်သွားတော့တာပဲတချို့သူတွေဟာတုံညာနဲ့တူတယ်ဘာမှမဟုတ်ဘူးဆိုပြီးအထင်သေးလို့မရအောင် အမိကောင်းတာရသွားကြည်တချိန်ထိုးမြင့်တက်သွားတာမျိုးဖြစ်သွားတတ်တယ်။ပုံညာဆိုတဲ့ကုတုအလုပ်လေးတွေဟာလည်းဘာရင်မဟုတ်ဘူးလုပ်ဖြစ်နေတတ်တယ်။ပြပြစီလေးတာအိမ်သာတန်ရှင်းရေးလုပ်တာ ကိုယ့်အိမ်မှာကိုယ့်အိမ်ဝေယဝစ္စကိုလုပ်နေတာပဲ။စိတ်ထားလေးပြင်ပြီးစေတနာကောင်းလေးသာထည့်လုပ်ကြည့်။ကုတုစိတ်ကအပြည့်ရှိနေတာ။ကုတုတရားကအပြည့်ရနေတာ။အဲ့ဒီကုတုလေးတွေစွတ်စွထိုင်များလာရင် ကုတူရဲ့တန်ဖိုးဟာလည်းတဖြည်းဖြည်းအင်အားကြီးလာတော့တာပဲအသေးလေးပါဆိုပြီးအထင်သေးလို့မရဘူးသေးပေမဲ့စည်တနာအားကြီးရင်စွမ်းအားကြီးရယ်ဆိုလိုတာကတုံညာဖြစ်နေလို့လေအထင်မသေးနဲ့သူ့မှာလည်းစွမ်းအားရှိတယ်ကိန်ကနန်လေးပဲတွေ့ပြီးဖို့လိုတာပါဘဝမှာနေစဉ်သွားရင်လာရင်ပြောရင်ဆိုရင်လှုပ်ရင်ကန်ရင်လှုပ်ဖြစ်နေတဲ့အကောင်းနဲ့အလုပ်ပုံညာကုတူလေးတွေကိုလည်း တာမန်လေးပဲလို့အထင်မသေးနဲ့စေတနာကောင်းတာအားကောင်းရင်ကုသိုလ်အစွမ်းအမခန်းဆိုတာတွေအများကြီးပဲဘာမှမရှိတာကိုက အရှိတရားဘာမှမဟုတ်တာကိုကအဟုတ်တရားအရှုပ်မများပါစေနဲ့မချစ်လို့ခွဲခွာရတဲ့သူ ချစ်ရတာနဲ့လွဲရတဲ့သူကိုချစ်တဲ့သူရဲ့အချစ်ကို မရတဲ့သူ ကိုမချစ်တဲ့သူရဲ့အချစ်ကိုရတဲ့သူ ကိုချစ်တယ်လို့သူပြန်အချစ်မခံရသူ သူချစ်တဲ့လောက်ကိုပြန်မချစ်နိုင်သူစသဖြင့်ဘလို့သူပဲဖြစ်ဖြစ်ပူလောင်မှုကတော့ဖြစ်နေကြမှာပဲခံစားမှုကတော့ရှိနေကြမှာပဲချစ်မိလိုက်တာ အချစ်ခံကျင်တာအဲ့ဒီစိတ်ကကိုကို ခံစားစေကျင်တာပဲဘသူကြောင့်မှမဟုတ်ဘူးကိုစိတ်ကြောင့်ဖြစ်တာချစ်ချင်တာလည်းကိုပဲအချစ်ခံကျင်တာလည်းကိုပဲတအားကြီးချစ်လိုက်တာလည်းကိုပဲအများကြီးအချစ်ခံကျင်တာလည်းကိုပဲတအားကြီးချစ်လို့ အမားကြီးဖြစ်သွားတာလည်းကိုပဲအများကြီးအချစ်ခံခြင်းလို့ထားပြီးအပြစ်ခံသွားရတာလည်းကိုပဲသူ့မချစ်လို့ပြစ်သွားတာလည်းအကြောင်းရှိမှာပေါ့ကိုမချစ်နိုင်လို့ကိုကထားခဲ့တာလည်းအကြောင်းရှိလို့ပေါ့အဆောင်မဖြစ်ဖို့နဲ့မကောင်းမဖြစ်ဖို့ပဲကြိုးစားရမှာပေါ့ချစ်ချင်းရဲ့အခြားတစ်ဖက်မှာ ပြစ်ချင်းနဲ့ထားခဲ့တာတွေလည်းရှိတတ်တယ်ပေါ့သူ့မချစ်နိုင်လို့ပြစ်သွားရင်လည်းကိုယ်ရင်ဆိုင်နိုင်အောင်ပဲကြိုးစားရမှာပေါ့ အညိုထတော့လေပော့သွားမှာမဟုတ်တာတသက်လုံးအချက်ခံကျင်တာတသက်လုံးချစ်နေဖို့ဆိုတာကတော့ပြောင်းလဲခြင်းတဘောကိုသစ္စာဖောက်ရရောက်နေမှာပေါ့ပြောင်းခြင်းသူတွေပြောင်းကြပါစေကိုကတော့စောင်းသွားလို့ဖြစ်ပေဘူးပေါ့အချက်ကတခါတခါစွမ်းအားရှိတတ်ပေမဲ့အခါခါပူလောင်မှုကိုဖြစ်စေတာလေတတိပြုရမယ်ပိုင်ဆိုင်ခြင်းမှုတွေ တွေ့တာမှုတွေရှိနေတဲ့ချစ်ခြင်းတရားမှာပူလောင်မှုနဲ့ခံစားရမှုလေ တွဲပါနေမှာပဲမနေနိုင်လို့ချက်ကျင်နေဆိုရင်တော့မေတ္တာစိတ်နဲ့ချက်ဖို့မေတ္တာစိတ်ဟာအကျိုးလိုလာတဲ့စိတ်ပါပဲအကျိုးလိုလာတဲ့စိတ်နဲ့ချက်နေရင်သူ့အကျိုးရှိလေကိုကျင်းနေလေပဲပေါ့ပိုင်ဆိုင်မှုနဲ့ချက်မိရင်သူ့အကျိုးကိုမကြည့်တော့ဘူးကိုဆန္ဒကိုပဲရှိတဲ့တင်ကိုဖြစ်ချင်တာပဲဦးစားပေးကြရင်ခံစားမှုနဲ့ပူလောင်မှုကိုပဲတိုးစီတော့တာပဲမဟုတ်လားဒါကြောင့်အချက်တွေနေတော့ အပြစ်တွေဖတ်မနေကြပါနဲ့အချစ်တွေအစားမေတ္တာလေးတွေထားကြည့်လိုက်ပါပေါ့မေတ္တာများရင်နိနာတာတွေလည်းရှားသွားမယ်အပြစ်ရှားတာတွေလည်းပါသွားမှာအမှန်ပဲပေါ့အစရှာမရတဲ့ကိစ္စကို အစဆွတ်ထုတ်ပြီးပြဿနာလောက်ကအလုံရှုံမနေနဲ့အဆုံးသက်ကိုပဲကောင်းအောင်လုပ်ရမယ်ဘဝတန်တရာဘေကအစရယ်ဆိုတာစဉ်းစားပြီးအချိန်ကုန်နေဖို့ထက်ဘဝတန်တရာဘလို့အဆုံးသက်မလဲဆိုတာက ကိုအရေးကြီးတယ်ဗုဒ္ဓမြတ်စွာကိုယဟန်တပါကမေးဘူးတယ်အရှင်ဖေယားတန်တရားရဲ့အစဘေကစရဲဆိုတာဖြေချားပြီတော်မူပါဖေယားဆိုတော့မြတ်ဗုဒ္ဓကတန်တရားအစဘေကစရဲဆိုတာစဉ်းစားလို့ဘာအကျိုးမှရှိမှာမဟုတ်ဘူးတန်တရားအစကိုတည်ဖို့ထက်တန်တရားကိုအဆုံးတတ်နိုင်ဖို့အရေးကြီးတယ်စသဖြင့်မိန့်တော်မူခဲ့ပါတယ်ဗုဒ္ဓဘာသာမှာတန်တရားလည်မှုဆိုတာရှိတယ်မွေးချင်းရှိနေသေးတယ် ေခြင်းရှိရမယ်ကိလေသာရှိနေသေးသမျှတန်တရာလည်းခြင်းဆိုတာရှိနေမှာပဲတန်တရာအဆုံးတက်ဖို့ဆိုရင်တော့ကိလေသာကုန်မှာပဲဖြစ်မှာပေါ့တန်တရာအစဆိုတာကြံခဲ့ပြီဘာမှပြန်မရတော့ဘူးဒီတော့အစပြန်ကောက်ဖို့ထက် အဆုံးတက်နိုင်အောင်ကြိုးစားဖို့ပဲမဟုတ်လားတန်တရာအဆုံးအတာထားဒီဘဝမှာကိုပဲဖြစ်ပြီးသမျှကိစ္စတွေမှာအစပြန်ဆွဲထုတ်ဖို့ထက်အဆုံးတက်နိုင်အောင်ကြိုးစားဖို့လိုတယ် အစထုတ်လို့ဘဝကဟုတ်သွားတယ်ဆိုတာမရှိဘူးအစပြန်ပြန်ကောက်နေကြလို့တန်တရာကနောက်ပြန်ပြန်ရောက်နေကြတာဒါကြောင့်ဘဝမှာ အစပြန်ကောက်တတ်တဲ့အချင်းအစဆွဲထုတ်တတ်တဲ့အချင်းလေးတွေကိုဖျောက်ပြီးဘယ်ကိစ္စပဲဖြစ်ဖြစ်အဆုံးတက်နိုင်အောင်ကြိုးစားရမယ်ဘသူကြောင့်ဘာကြောင့်ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲအဆုံးတက်နိုင်အောင်ကြိုးစားရမယ်မဆုံးနိုင်လို့အမုန်းပိုင်သွားရင်မယုံနိုင်ပဲဖြစ်သွားမှာပေါ့ အစတော့ဆွဲထုတ်မနေနဲ့အဆုံးပဲတက်လိုက်ကြပါစို့ပုဂ္ဂိုလ်ကိုမိခွန်းထုတ်ကြည့်ရဲ့ဘဝမှာကျေနပ်တာများလားမကျေနပ်တာများလားပေါ့သူများကိုမကျေနပ်တာလားကိုကိုကိုမကျေနပ်တာလားအတိတ်ကိုမကျေနပ်တာလားအနာဂတ်ကိုမကျေနပ်တာလားလက်ရှိဘဝကိုမကျေနပ်တာလားပေါ့မကျေနပ်တာတွေများသွားရင်ကျေနပ်စရာတွေရှားသွားလိမ့်မယ် မကျေနပ်တာတွေပြည့်သွားရင်ကျေနပ်စရာတွေမိသွားလိမ့်မယ်။မကျေနပ်တာတွေတွေးထားရင်ကျေနပ်စရာတွေဝေးသွားလိမ့်မယ်။ဘာမှမကျေမနဲ့မဖြစ်နဲ့။မကျေနပ်တာတွေတည်သွားရင်ကျေနပ်သွားလိမ့်မယ်။ကျေနပ်ခြင်းရင်မကျေနပ်စရာတွေကိုမတွေးနဲ့ကျေနပ်စရာပဲတွေးဖို့။ကျေနပ်စရာတွေးဖို့ဆိုရင်တလူဖြစ်နေတာကကျေနပ်စရာနှစ်ကျေလက်အင်ကအဆုံးပါနေတာကကျေနပ်စရာ 3တတတရားရှိနေတာကိုကဂျင်းနဲ့ဆရာ4သူတော်ကောင်းတရားနာကြားခွင့်ရနေတာကိုကဂျင်းနဲ့ဆရာစသဖြင့်အများကြီးပဲမဟုတ်လားတကယ်လို့မဂျင်းနဲ့ဆရာတွေကြုံလာခင်ရင်လေဒီချက်လေးတွေနဲ့ဖြည့်ဆည်ကြည့်ဖို့မဂျင်းနဲ့ချက်အားလုံးကိုမိနိုင်အောင်ကြိုးစားပါစိတ်ထဲမှာမဂျင်းမနဲ့ဖြစ်เสียပေါ်လာပါကလက်မခံပါနဲ့ဘသူကြောင့်မှမဟုတ် ကံအကြောင်းကြောင့်ဆိုတာစင်ကြင်လိုက်ပါ အတိတ်ကို တွေးပြီးလည်းမဆွေနဲ့အနာဂတ်ကို တွေးပြီးလည်းမဝေးနဲ့သစ္ဆုတ်ပံအခြေအနေကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ပါသူ့အကြောင်းလည်းမတွေးနဲ့ကိုယ့်အကြောင်းလည်းမတွေးနဲ့ကိုယ့်အလုပ်ပဲကောင်းအောင်လုပ်ပါ မနာပတာဤအရှင်ဝိစိတ်တအီတာထားတဲ့ကိုကိုကိုစုံမခြင်းဆိုတဲ့အစာအုပ်ကို အပိုင်းတမှ73ပိုင်းအထိနာဆင်ပေးခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ